အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကျွန်တော်တို့နနက်ခင်ဓမ္မအလင်းစီစဉ်တွေကျွန်တော်တို့ဝိသုဒ္ဓိနဲ့ဓမ္မအလံဝိပဿနာများအဖွဲ့ရဲ့ပြဆောင်လေကမဟာသတ္တမဇောတိကတစဆရာကြီးဒေါက်တာဦးစိုးလင်းကိုဖိတ်ကြားထားပါတယ်ခင်ဗျာဆရာကြီးမင်္ဂလာပါခင်ဗျာကျွန်တော်တို့မှန်ကန်တဲ့အလုံးစုံနဲ့အသိဉာဏ်ချစ်ကြရအောင်ဘလို့အကြောင်းတရားတွေဖြေကြားမလဲဆိုတာပြောပြပေးပါခင်ဗျာဆရာကြီးအဲ့တော့ဘယ်ကနေလဲလို့တွေ့သူရဲ့သိညာဖြစ်အောင်နော်အဲ့တော့ဘာလို့လိုအပ်နေလဲ တော့မှန်ကန်တဲ့နှလုံးသွင်းမှုဆိုတာတော့မှန်ကန်တဲ့နှလုံးသွင်းတာရောနိရောနိတော်မနဲ့တိတ်ခါရတော့မှန်ကန်တဲ့နှလုံးသွင်းမှုဆိုတာကိုယ့်ရဲ့ဒီအာယုံလေးပေါ်မှာတတိနဲ့ရှိကိုရှိတဲ့နှလုံးသွင်းနိုင်လို့ရှိတယ်မှန်ကန်တဲ့နှလုံးသွင်းမှုလို့ဆိုလို့ခေါ်မှာပေါ့အဲ့တော့အတိဉာဏ်ဖြစ်အောင်အတိဉာဏ်ဖြစ်အောင်ဆိုတာဒီတတိနဲ့နှလုံးသွင်းနိုင်ရင်ဘာဖြစ်လဲဆိုတော့တတိယဉာဏ်ကိုဖြစ်စေတယ် အဲဉာဏ်ကထိုးထိုးထွန်းထွန်းနေပြီးတော့အပြားဖြစ်ပြီးဆိုတာပညာဖြစ်တာအဲကျွန်တော်တို့စာပေမှာတော့ဒီစက္ကမှုဒါပါရီဉာဏ်နဲ့ဥဒါပါရီပညာဥဒါပါရီဝိဇ္ဇာဥဒါပါရီအလောကဥဒါပါရီဆိုလို့ဆိုကြတယ်နော်အဲ့တော့ဘာတွေလောက်တယ်ဆိုလို့ရှိရင်ဒီတရင်းနဲ့မှန်ကန်နှလုံးသွင်းလို့ဆိုတာဆက်တင်ကလောက်တာပေါ့နော်အဲဒီစာပေမှာလည်းရှိပါတယ်တင်ကကိုယ့်ရဲ့နှလုံးသွင်းနိုင်တဲ့တရားတရား ဣဝရိယအာတရိအာသမာရိအာပညာအာတွေကျလို့ပြည့်စုံကျိုးစားကြအဲ့တော့ဒါရင်ပြည့်စုံအောင်ဆိုရလဲဘာလုပ်လဲဆိုမေကောစွေတော့နောက်ဆုံးတော့ဘယ်လဲဆိုတော့ဗျနဲ့အရှင်အနန္ဒာနဲ့တွေ့ရတာပါအရှင်အနန္ဒာကမေကောစွေပေါ့ဆိုရင်ကိစ္စတွေ90ရာခိုင်နှုန်းပြောက်တယ်လို့ဆိုတယ်လက်ဆွေတရားဟောဘူးတရားရခိုင်နှုန်းပြီးတော့ဒါကြောင့်မလို့ဒီ variety လိုအပ်တယ်ဆိုပြီးလိုအပ်ချက်တွေပြည့်စုံ နောက်နောက်ပရာတရားတွေဝိရိယအားတွေတိအားတွေဓမ္မအားတွေပညာအားတွေပြည့်စုံမှန်တော့တင်ကြတော့ဘေတော်ဆွေတော်နဲ့တွေ့ဖို့ချင်းခါပြန်ပြည့်စုံတော့ဟုတ်လားပြည့်စုံအောင်နဲ့စဉ်းကံလည်းကောင်းပါစေ၊ဉာဏ်လည်းကောင်းပါစေ။